အရေကြီးစက်ထပ်ပါ၆ခုမြောက်အရေကိုတာပဏငရေလို့ခေါ်တယ်ဒီတာပဏငရေကိုကြားထတဲ့ပုဂ္ဂိုလ်တွေကတော့သူများတဲ့မိခိုးနေထိုင်ရာတိုက်တာအိုအိမ်ကြီးတွင်ရေကံစရက်တစောင်းမန်းတက်တွေကိုမီးရှို့ဖြက်စီးဖြိုဖြက်တတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ တတဝါတွေပေါ်တနာညာတာမှုကင်းမဲ့စွာတဇိုရီဘာရိနဲ့ထိုးပြီးတော့ငါတို့ဖားတို့ကြက်တို့ငှက်တို့အဲ့ဒီတော့ကောင်းတွေကိုအစင်လက်လက်မိကင်စားတတ်တဲ့ပုဂ္ဂိုလ်တွေဟုတ်ဒီနေ့ခေတ်မကြောက်မနာတာလူအချင်းချင်းတောင်းပါပဲတဖက်နဲ့တပတ်ဖွဲ့စည်းတခုနဲ့တခုဖမ်းပြီးတော့မိကင်တဲ့ လူနော်တလိမ့်ဆန်တော့မဟုတ်ဘူးအဲ့ဒါလို့မီးမြတ်ပြီးတော့မီးလောင်တိုက်သွင်းပြီးတော့မီးပုံနဲ့ပြစ်ထည့်ပြီးတော့မီးกินပြီးတော့နှိပ်ဆက်တတ်တဲ့ပုံကိုယ်တွေကြာရောက်တတ်တယ်ငရဲသူများအသားလေးမီးกินပြီးတော့စာတေးချိုလာမအောင်မင်းတယ်ဘူတိုင်းဒီငရဲကိုကြာလို့ချင်းငရဲမအကုသို့ကံကြွေးမကုန်မချင်းနှစ်ပေါင်းငရဲတတ်တန်းနဲ့ နှစ်ပေါင်းရာထောင်သိန်းသန်းဆင်းရဲဒုက္ခကြီးစွာခံစားရမယ်ဆိုတာနဲ့အောက်မေ့မိကြဒါပျော်စရာကိစ္စမဟုတ်ဘူးကိုကြောင့်သူများတိုက်တာအိုးအိမ်မိလောင်ပြက်စီးသွားတာကိုအာရကျဉ်납မနေနဲ့သူတို့များသူတော်ဘာအတတ်အမြုံပြက်စီးသွားတာနေစရာထိုင်စရာကင်းမဲ့သွားတာဝမ်းတာရမယ်ကိစ္စမဟုတ်ဘူး အဲအဲ့ဒီလိုမျိုးနေရာဝန်တာရတဲ့ပုံကိုယ်တွေဒီတာပနငရဲ့ကြီးကကြိုးစုံနေတယ်ဝေကံကြွခဲ့ပါအဲ့ဒါတရိဒါထားနေတာပနဆိုတော့ဒီငရဲ့ကြီးရဲ့နာမည်ဟာပူလောင်စေတတ်တယ်ဆိုတဲ့အတိတ်ပဲရဘယ်လိုနည်းနဲ့ပူလောင်စေတတ်တယ်လို့ဆိုရင်ငရဲ့ကိုကြောက်ရတဲ့ငရဲ့တော်ဝါတွေကော မျက်စိတဲ့မြင်သာပြောရရင်ဖားကလေးတွေငါးကလေးတွေကိုဝါတစုံနဲ့ဝါချုံနဲ့တန်ချုံနဲ့ထိုးပြီးတော့မိဘမှာကင်းတယ်လို့အဲ့ဒီလိုပဲငရဲသားတွေကိုတန်တန်ချင်လို့ခေါ်တဲ့အခါတန်အချုံတွေနဲ့ထိုးထားအဲ့ဒီတန်တန်ချင်တဲ့ဟာဒီတန်ရိုးရိုးမဟုတ်ဘူးမိလျံတွေထနေတယ်မိတွေတော့ အတန်ချင်းကထွက်တဲ့မိလျံနေကြောင်းမို့လို့ငရေသားတော်ဝါကိုမိလျံတွေဝါမျိုးလောင်မြက်ပြီးတော့နေတယ်။သေလအောင်ဆင်းရဲဒုက္ခတန်တချင်းကနေကုဆတ်ပြီးတော့လောင်ကျွမ်းတဲ့အပူကြောင်းမိရဲ့ပူကြောင်းသေလအောင်ဆင်းရဲဒုက္ခကိုကြီးစွာခံစားရတော့လည်းပဲငရေသားတော်ဟာမသိဘူးတဲ့။သူ့ရဲ့တိတ်ကပြုတ်ခဲ့တဲ့အာကုတ္တကံအစဉ်အတိုင်းကံကြွေးမကုံမချင်း သာဗနာငရဲ့ကြီးမှာပြင်းထန်စွာဆင်းရဲဒုက္ခကိုဖြစ်စေတယ်ပေါ့သူများကိုမရပူပြီးပြီးတော့သူများသားလေးစားရတာသူများနှိပ်စက်ရတာသူများတိုက်တာအိုးအိမ်အတိုက်အမြုံနေစရာထိုင်စရာလေးတွေကိုစိတ်လိုလက်ရဖြတ်စည်းလူရရတာကိုကောင်းလာပြီတို့ဒီလိုမအောင်မိတ်နဲ့ ဟောဒီတာပဏငရေကြီးကိုကြားရောက်ပြီးတော့နှစ်ပေါင်းဂရေသိမ့်သမကဆင်းရဲဒုက္ခကိုဖြစ်စေတတ်တယ်ဆိုတာကိုလည်းအောက်မိကြ